အားလုံးပဲမင်္ဂလာပါရှင်။တင်ကတုသမီ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဇတ်တော်ကြီးဆဲပွဲတဲကနာရတ္တဇတ်တော်အကြောင်းပဲဖြစ်ပါတယ်ရှင်။နာရတ္တဇတ်တော် ရှေ့လွန်လေပြီးသောအခါဝိတိဟရေတိုင်းမိထီလာပြည်၌မင်းကျင်တရားဆယ်ပါးနှင့်ပြည်စုံကတရားကိုဆောင်သော အင်ဂတိမင်းသည် မင်းပြုလေသည် ထိုမင်းဤသမီးတော်ယူဇာဒေဝီသည် အစင်းတံလှပ၍ကြီးညိုဝဲခြင်းအင်လက္ခဏာနှင့်ပြည့်စုံသည်ထို့အပြင်ကဘာတသိန်းကာလာပလုံတောင်းတဆုအထူးနှင့်လည်းပြည့်စုံသည်ယူဇာဒေဝီမင်းသမီးသည်တောင်ညာနန်းဆန် အကတိမိဖုရားကြီး၏တဦးဒီသောသမီးကညာဖြစ်သည် မင်းကြီးတွင် အခြားသားတော်သမီးတော်တဦးတယောက်မျှမရှိသဖြင့်သမီးတော်ယူဇာဒေဝီကို အထင်းတော်နှင့်တကွမူးမတ် သမီး900တို့ခြံရန်ခါစားစေလျက်ဘုံခုနှစ်ဆင့်ရှိသော ပြတ်တထနိုင်နေစေသည် မင်းကြီးသည် ယူဇာဒေဝီမင်းသမီးအားတစဉ်စကားခရီးအစားရှိသော အထူးထူးသောပန်းတို့ဖြင့်ရွှေတန်ဆန်ခြင်း25ခုနှင့် အဖိုးထိုင်လာပြီးတိမ်မွေနူးညံလာတော့အဝိတ္တစာတို့ကို နေ့စဉ်နေ့တိုင်းပေးသနာတော်မူသည် ထို့အပြင်အလှပေးနိုင်ရန်လခွဲတစ်ကြိမ်ဥစ္စာတစ်ထောင်ကိုလည်းပေးလေသည်အင်္ဂတိမင်းကြီး၏အမိုးကြီးငယ်တို့ကိုဆုံးဖြတ်ပေးသော အမတ်၃ဦးမှဝိဇယအမတ် သူနာမအမတ်နှင့်အလာဒအမတ်တို့ဖြစ်ကြသည်မင်းကြီးသည်တခုသောတဆောင်မုံးလားပြေနေတွင် အမတ်ပေါင်းခြံရန်လျက်ချင်းသိခံသော လေတာနန်းတကားကိုဖွင့်လျက်ပြသက်အချမ်း၌ပျော်စံတော်မူသည်ထိုအချိန်ဖြူသောရောင်ကြီးဖြင့်ထုံလင်းတောက်ပတော်မူသောလားပြေဝင်းကိုမင်းကြီးမြင်တော်မူသည်ထိုအခါမင်းကြီးသည် အရှိမျက်နာမှတက်၍ထုံပါတော်လာဝင်းရှိသော ယခုညသည် အလွန်ပျော်မွေ့ဝဲရှိသဖြင့်မြည်သူသောပျော်မွေ့ခြင်းပြုတင်သည်ဟု အမတ်တို့ကိုမေးမြန်းလေသည် ထိုအမတ်တို့တွင်စစ်သူကြီးဖြစ်သောအလာတာအမတ်ကြီးက များစွာသောစစ်အင်ကားလေးပါမူးမတ်ဘူကြီးတို့ဖြင့်စူဝေးတိုင်းပြင်ကစစ်ထိုး၍အောင်ပွဲယူတင်ကြောင်းလျှောက်ထားသည်သူနာမအမတ်ကြီးကလာပြေနေသည်မြတ်သောဥပုံနေဖြစ်၍ စစ်ထိုးခြင်းမပြုဘဲမြတ်သောခဲဝယ်ဘောစဉ်အဖျော်စသည်တို့ကိုတောက်စား၍ကာခြင်းတီဆိုခြင်းအစရှိသော အထူးထူးသောကာမဂုဏ်တို့ဖြင့်မွေ့လျော်တော်မူသင်ကြောင်းရှောက်ထားလေသည်ဝိဇယအမတ်ကြီးကမင်းကြီးသည်ကာမဂုဏ်တို့ဖြင့်နေတိုင်းဆံပြုံမွေ့လျော်နေသည်ဖြစ်၍ယခုကဲ့သို့လာပြည်နေတွင် အကြအမြင်ဘဟုတုတ္တနှင့်ပြည့်စုံသောအကျိုးစီးပွားကိုတည်တတ်သောယဟန်တို့ထံချီးကပ်၍ ယုံမောင်းမှုတို့ကိုပယ်ဖျောက်တဲ့ကြောင်းရှောက်ထားလေသည်အင်္ဂရိမင်းကြီးသည်ဝိဇယအမတ်ကြီးရှောက်ထားသောစကားကိုနှစ်သက်တော်မူကြောင်းဆိုသည်ထိုအခါအလာဒအမတ်ကြီးကဘဟုတုတနှင့်ပြည်စုံသောယသိယဟန်တို့အားစီကတ်လိုလျင်မိကဒါဝုံတော်၌အဝုမဝုသောတက္ကတွန်းဆရာထံသို့စီကတ်တင်ကြောင်းရှောက်ထားသည် ထိုတက္ကတုံးမှာကတ္တပအမျိုးအနွယ်ဖြစ်ပြီးအကြအမြင်များ၍ပညာရှိဟု၍သမုတ်ထားကြောင်း အစမ်းတကျဲနာပြောဝဲသောစကားကိုလည်းပြောဆိုတတ်ကြောင်းလျှောက်ထားပြန်သည် ထို့သောတက္ကတွန်းစရာကို စီကဲ၍ရုံမချင်းကိုပယ်ဖြောက်ပါရန်လျှောက်တင်လေသည်မင်းကြီးလည်းအလာတာအမတ်ကြီးညွန်ပြသောကတ္တပတက္ကတွန်းစရာထံချီကတ်တော်မူမည်ဟုဆိုကာမြင့်ရထားကိုပြင်စေသည် အလုံးစုံစည်ရင်ပြီးသောအခါအင်ဂတိမင်းကြီးသည် မုံမတ်ဘိုးပါအပေါင်းတို့ချမ်းရလျက်မြင့်ရထားစီကကတ္တပတက္ကတွန်းဆရာထံသို့သွားလေသည်မင်းကြီးသည်ကတ္တပတက္ကတွန်းဆရာ၏နေရာသို့ရောက်လျင်တင့်တင့်အပ်သောမင်းနေရာ၌နေပြီးလျင်နှုတ်ဆက်စကားပြောဆိုသည်ထို့နောက်မင်းကြီးကတရားကို အလိုရှိသောကြောင့်လူအပေါင်းတို့သည်မိဘဆရာတာမယာအသက်အရွယ်ကြီးသောသူယဟန်ပုံနာမုံမတ်ဘိုးပါတို့နှင့်တကွာမြို့ရွာနီကုန်းဇနပုတ်ပြည်ရဲ့ရေတို့ကိုမိတို့ကျင့် ရပါမည်နီမိသည့်အကျင့်ကိုကျင့်ခြင်းဖြင့်နတ်ပြည်သို့ရောက်ရပါမည်နီမိသည့်တရားပြည့်ခြင်းကြောင့်အောက်အဝီစီငရဲသို့ကြာရောက်မည်နီဟုမေးမြန်းလေသည်အီးမေးလ်ကုန်းများသည်အလွန်တိမ်မွေ့နက်နဲခက်ခဲ၍ဖျားပစ္စည်းကဗုဒ္ဓတာဝကအလောင်းတို့သာ ဖြည့်စွမ်းနိုင်သောမေကွန်ဖြစ်သည်တစုံတစ်ခုသော တရားကိုမသိဘဲအုတ်စေတာဒိဋ္ဌိအယူရှိသောကတ္တပတက္ကတွန်သည်မိမိ၏အယူမှားကိုသာ ဖြေးချလေသည်ကတ္တပါတကတုံးကတရားကျင်သူသည် ကောင်းကျိုးမကောင်းကျိုးကိုမရနိုင် တမလွန်ဘဝဟူ၍လည်းမရှိ အမိအဖဆရာဟူ၍လည်းမရှိ ခတ်သိမ်းသောတရားတို့သည် အတူတူပင်ဖြစ်သည် အသက်ကြီးသောသူကိုအယိုအသေးအလေးအမြတ်ပြုရန်မရှိအလုံးအမျိုးလဲမရှိအလှပေးခြင်းသည် အကျိုးမရနိုင် လုံလာသည်အဆိုးမရလူမိုက်တို့သည် အလှပေးကြ၍ပညာရှိတို့ကလက်ခံရယူစားသုံးကြသည် မီးမြေရေလေချမ်းသာစင်ရဲအသက်ဟူသောခုနှစ်ပါးသာလျင်မြဲကြသည် ခတ်သိမ်းသောသူတို့သည်84ကဘာမစေရောက်မီကိုနှုတ်နှလုံးဆောင်ထင်း၍ကောင်းမှုပြုတော်လဲမစင်ကြယ်နိုင်84ကဘာပြေမာသာစင်ကြယ်ကုန်သည်ဟု ဖြေကြားလေသည်ထိုအခါစစ်သူကြီးအလာဒအမတ်သည်ကတ္တပတကတွန်းဤစကားလဲမှန်ကန်ကြောင်း မိမိသည် ရှေဘွားကဘာယာနတိပြည်၌ပင်ကလအမည်ရှိသော နွားသက်သမားဖြစ်ခဲ့ဘူးပြီးနွားကျွဲဝတ်စိတ်စသည်တို့ကိုတည်၍မကောင်းမှုများပြုခဲ့တော်လဲငရဲသူမလားပဲမိထီလာပြည်၌စစ်သူကြီးအမျိုး၌ပရိဒတိယူ၍အလာတာအမတ်ကြီးဟုယခုထင်ရှားစွာ ဖြစ်လာခဲ့သည်ဟုရှောက်တင်သည် ထိုအချိန်တွင်ကျုံယောက်ျားစင်ရတာဘီဇကသည်ကတ္တပတက္ကတွန်းထံ၌စီကတ်လျက်ရှိသည်ထိုသူသည်ကတ္တပတက္ကတွန်းနှင့်အလာဒအမတ်ကြီးတို့ပြောဆိုကြသောစကားကိုကြားလျင်ရှိုက်ကြီးတငင်ငိုကြွေးလေသည် မင်းကြီးမြင်၍မေးလေလျင်ဘီဇကသူရည်စင်ရကမိမိသည် ရှေးဘဝက တာကေတပြည်၌တီလာတည်နိုင်မွေလျောသော တထေကြီးဘဝဖြစ်ခဲ့မှုကြောင့်တထေအဖြစ်မှစုတည်၍ယခုမိတ်ချီလာပြီးအိုးထင်းတဲ့ကျုံမဤဝင်း၌ပဋိဒိတိနေ၍ဘီဇကဟုဆင်းရဲစွာဖြစ်လာရာကြောင့်ယခုဘဝ၌ဆင်းရဲတော်လဲဥပုပ်တည်ဆောက်တည်ခြင်းအလှူဒါနပြုခြင်းသူတပားကိုညှင်းဆဲခြင်းမှရှောင်ခြင်းကသူတပားဥစ္စာကိုခြင်းစသောမကောင်းမှုတို့ကိုတစ်ချိန်တစ်ခါမှမပြုခဲ့တော်လဲ အလာဒအမကြီးပြောဆိုသည့်အတိုင်းအကျိုးမရှိဖြစ်ရတော့သည်ကတ္တပတကနုံပြောကြားချက်အရ납ပြည်သူရောက်မီလန်းကိုမမြင်၍ငုံမိကြောင်းရှောက်တင်လေသည် ထိုပြီးစကားသည်ကတ္တပဘုရားရှင်လက်ထက်၌မထေမရှားယောက်ျားတဦးဖြစ်သည်တခါတွင်၎င်းနွားပြောက်သည်ဖြင့်တော်အယံ၌နွားကိုရှာပွေစဉ်ယဟန်တပါးနှင့်တွေ့ဆုံရလေသည်ယဟန်မှလည်းတော်အယံ၌ခยีမာ၍တလဲလဲဖြစ်နေသည်ဖြင့်ပြီးစကားနှင့်တွေ့၍လမ်းခยีကိုမေးသည် ပြီးစကားသည်နွားရှာမရွာ၍စိတ်ပင်ပန်းနေသဖြင့်မဖြေဘဲနေလေသည်ယဟန်ကထက်မှန်မေးမြန်းပြန်တော်လဲထိုပြီးစကားသည်စိတ်တူအမျက်ထွက်၍ကြုံမသားယဟန်ဟုနှုတ်ကြမ်းဆို၍ဝစီကံပြမမိသည်ထိုယောက်ျားသည်တန်တရား၌လဲပတ်နေရာတွင် ြုခဲ့ဘူးသောကောင်းမှုများကြောင့်တာဂေတာမျိုးတွင်တတိဖြစ်ခဲ့သည် ထိုအချိန်တွင် ကုသိုလ်ကောင်းမှုများပြုခဲ့သည်မှန်တော်လေပြုခဲ့သောကောင်းမှုကုသိုလ်များ၏အကျိုးကိုမခံစားရနွားပြောက်ရှာခြင်းကယဟန်အားဝစီကံပြမသောအပြစ်ကိုယခုခံရကဘီဇကဆင်းရဲသာဖြစ်နေရသည့်ကြောင့်ကောင်းမှု၏အကျိုးကို မရနိုင်ဟုထင်မှန်မှားကပြောဆိုခြင်းဖြစ်ပေသည် မိစကားဤစကားကိုမင်းကြီးကြားနေရင်မိမိသည်ရှေကမြို့တကားလေးမြင်နာမြို့လေတို့၌အလူအတန်းများပြုခဲ့၍ကာမဂုဏ်၌မှု့လျော်ဆံပြော်ရခြင်းရုပ်ရော့ခဲ့သည်ယနေ့မှစပြီးကာမဂုဏ်ချမ်းသာကိုသာခံစားတော်မူဖြစ်ကြောင်းကတ္တပတကတွန်းအာပြောကြကနန်းတော်သို့ပြန်လေသည် မင်းကြီးသည်နောက်တနေ့မိုးတောက်သောအခါဝိဇယအမတ်သူနာမအမတ်အလာတာအမတ်အစရှိသော အမတ်ကြီးတို့နှင့်တကွာအမတ်ငယ်များမင်းပရိသတ်များကို စီဝေစေပြီးစန္ဒကအမည်ရှိသောနန်းတော်၌အထူးအထူးသောကာမဂုဏ်တို့ကို စီရင်စေသည်တိုင်းရေးပြည်ရာ ကိစ္စအဝါဝါတို့ကို အမတ်ကြီးသုံးဦးတို့က စီရင်ခံခွဲကြသည်ဟူမှားကြပြီးဒဇုံတစ်ခုသောအမှုကိုများနားထောင်ခြင်းမပြုဘဲကြောင်းကြမဲ့စွာကာမဂုဏ်၌သာမှွေလျော်လေသည် ထို့အပြင်မြို့တကားလေးမျက်နှာတို့၌ရှိသော အလူဇရက်တို့ကိုလည်းဖျက်စေသည်မိမိနှစ်သက်သည်ရှိသော သူတစ်ပါးဤမယားမိဘဆောင်ဆောင်မှုရှိတားပြိုသမီးပြိုတို့ကို အနိုင်အထက်သိမ်းယူလေသည် မင်းကြီးသည်ကတ္တပတက္ကတုံ၏မှားသောအယူကိုယူ၍မပြုတ်အပ်သည်တို့ကို ပြုတ်နေခြင်းကြောင့်တပီလုံးမကြေမနက်ဖြစ်ကာအုပ်အုပ်ကြက်ကြက်ဖြစ်လေသည် ထို့သောပြည်သူများပြောဆိုတမ်းများကိုယူစာဒေဝီမင်းသမီး၏အထင်းတော်သည် ကြားသိရ၍မင်းသမီးအားခမည်းတော်သည်ကတ္တပတက္ကတုံ၏အယူမှားကိုမှတ်ယူကာမပြုတ်တင်သည်များကိုပြုတ်မူနေသည်ကို အပြည့်အစုံရှောက်ထားနေသည် မင်းသမီးသည်ယခုဘဝသို့မရောက်မီနှစ်သမီးဖြစ်ခဲ့စဉ်ကပင်လွန်ခဲ့ပြီးသောခုနှစ်ဘဝနှင့်နောက်ဖြစ်မီခုနှစ်ဘဝအပေါင်း14ပါးကိုသိရှိသူဖြစ်သည် ထို့ကြောင့်မိမိ၏ရှေးဘဝကအဖြစ်ကို ပြ၍မင်းကြီးအားအယူလွဲမှမိစ္ဆာအယူကိုပယ်၍မှန်ကန်သောအယူကိုသာ မြင်စေရန်အတွက်အကြံရလေသည် သို့သောမင်းသမီးသည်လခွဲတစ်ကြိမ်သာ ခမည်းတော်ထံပါသို့ဝင်းရောက်ခါးစားလေးရှိသည်ဖြင့်အချိန်ပြည့်သည့်အထိဆောင်းဆိုင်နေရသည် တဆောင်မုံးလာမကွယ်မီအဖိနေသို့ရောက်သောအခါယူစာမင်းသမီးသည်နတ်တို့ဤအဝိတ္တစာနှင့်တူသော အထူးထူးသော အဝိတ္တစာယတနာတို့ကိုဝစ်စင်လျက်အချွေအယံရွေပေါ်900တို့ချံရန်လျက်ခမည်းတော်ဆံရဆန္ဒကပြတ်တို့သွားလေသည်မင်းသမီးသည် ပေးလူမြဲဖြစ်သောယသိပုံနာ ဖုံးတောင်းရာဇကာတို့အားပေးလူစွန်ကျဲရန်အတွက် ပေးမြဲဖြစ်သောဥစ္စာတထောင်ကို ပေးတော်မူရန် ခမည်းတော်အားလျှောက်ထားလေသည်ထို့အခါမင်းကြီးသည် ပေးလူစွန်ကျဲခြင်းသည်အကျိုးမရှိဥစ္စာများစွာကိုအချီးအနှီးဖြစ်စည်းတကဲသို့ဖြစ်ကြောင်း ဥပုံဆောင်ကထမင်းအဖျော်မသုံးဆောင်မစားတော့ဘဲနေခြင်းမှာကောင်းမှုမဖြစ်နိုင်ဘီစကားဟူသောကြောင့်သည်ကတ္တပတက္ကတုံဤဤတရားကိုနာရ၍ရှိုက်ကြီးတငင်ငိုကြွေးဤချစ်သမီးသည်လည်းနေလွဲသောအခါခဲဖွယ်ဘောဇင်တို့ကို မစားဘဲမနေသင့်တမလွန်လောကဟူ၍မရှိသဖြင့်ကာမကုံချမ်းသာကိုခံစားလော့ စင်းရခံမနေတဲ့ကြောင့်ပြောဆိုလေသည် ထိုအခါရုစာမင်းသမီးသည် ခမည်းတော်အားလူမိုင်းနှင့်ပေါင်းဖက်စည်းကပ်သူသည် မိုက်တော်အဖြစ်တို့သာ ရောက်ရှိသည်ကိုရှေ့၌လဲကြားဘူးပြီးမျက်မှောက်၌လဲမြင်ရ၍ထိုစကားသည်မှန်၏ခမည်းတော်သည်ပညာအစဉ်အကျင်းနှင့်ပြည့်စုံတော်လဲမိုင်းမဲသောအလာဒအမတ်နှင့် ပြီးစကားတို့ကဲ့သို့အတူယူမှသော တက္ကတွန်းတို့စည်းကပ်ခြင်းမှမှားလေပြီးမကောင်းမှုကိုအကြိမ်ကြိမ်ပြု၍မကောင်းမှုများလာကငရဲနိုင်နေရတတ်သည်အလာဒအမတ်သည် ရှေ့ကပြုခဲ့သော ကောင်းမှုကုသိုလ်ကြောင့်ယခုဤဘဝကိုရရှိခဲ့ခြင်းဖြစ်ပြီး ထိုကောင်းမှုကုန်ချိန်တွင်မကောင်းမှု၌သာမွေလျော်သောအလာဒအမတ်သည်အပေသို့ရောက်ရမည်သာဖြစ်သည်ဟုပြောကြလေသည် ပြီးစကားဒီလည်းပြုခဲ့ဘူးသောကောင်းမှုတို့ကြောင့်နှက်ပြီးတို့သာရောက်ရှိမည်တို့တော့ပြီးစကားသည် မကောင်းမှုပြုခဲ့သောအကျိုးဆက်ကြောင့်ယခုအခါကျုံအဖြစ်သို့ရောက်ရှိနေရသည်ပြီးစကားသည် တက္ကတွန်းကိုမှီဝဲစည်းကပ်ခြင်းမပြုပါက ထိုမကောင်းမှုအကျိုးကုန်သည်နှင့်ကောင်းမှုနိုင်မှုလျော်သောအကျိုးကြောင့် သူကတိတို့လာရလိမ့်မည်အကျင့်သူသည် သူတော်ကောင်းနှင့်သာပေါင်းဖက်ရ၏သူယုတ်မာနှင့်ပေါင်းဖက်ပါကထိုသူယုတ်ဤအကျင့်တို့သည်ကံ့ညီလေသည်ငါးပုတ်ကိုတမန်းမျက်နှင့်ထုတ်၍တမန်းမျက်တွင်အပုံနံဆွဲတကဲ့သို့သူယုတ်မာနှင့်ပေါင်းဖက်သူသည်လည်းသူယုတ်မာဤအကျင့်တို့သည်ကံ့ညီလေသဖြင့်ငရဲတို့သာလာရတတ်သည် သူတော်ကောင်းသည်နှက်ပြီသူရောက်စေတတ်သည်စသည်ဖြင့်တရားဟောပြောလေသည် ရုစာမင်းသမီးသည်ဤသို့ခမည်းတော်ကိုတရားဟောပြီးနောက်မိမိနတ်သမီးဖြစ်စဉ်ကမြင်ခဲ့သောအတိတ်ခုနှစ်ဘဝနှင့်နောက်အနာဂတ်တွင် ဖြစ်တည်ခံစားရမည့်ခုနှစ်ဘဝတို့ကိုဆိုပြန်သည် ရုစာမင်းသမီးသည်ရာဇဂိုပြည်၌ရွှေပရင်သည်ဤတားဖြစ်ခဲ့မှုသည်မကောင်းသောအဆွေခင်မုန်းနှင့်ပေါင်ဖက်မိ၍မကောင်းမှုတို့ကိုပြုသည်သူတပါးဤမယားကိုအနိုင်ထက်ခိုးယူပြမကျူးလွန်သည်သို့တော်လည်းကောင်းမှုကံအကျိုးရှိနေသောကြောင့်နောင်ဘဝတွင်ဝန်တာတိုင်းကောတံပီပီတွင်တထေးသားဖြစ်ခဲ့သည်ကုသိုလ်ကောင်းမှုနိုင်မွေလျော်သောအဆွေခင်မုန်းကောင်းများနှင့်သာပေါင်းဖော်၍ ဥပုံနေတိုင်းဥပုံတည်င်းတိဆောက်၍ကောက်မှုတို့ကိုသာပြုခဲ့သည်သို့သော ထိုဘဝမှလွန်သောအခါပရင်သားဘဝကမကောက်မှုများကြောင့်ရောဒူဝငရဲ၌ကြာမြင့်စွာခံခဲ့ရသည် ထိုရောဒူဝငရဲ၌နှိရှေလာများခံစားပြီးစုတေယဘဝနကတပြည်၌စိတ်ဖြစ်လေသည် ထိုစိတ်သည်အာနှင့်ပြည့်စုံတော်လဲလေးလံသောဝင်များကို ပေးခဲ့ရသည် ထုံးမတဖန်လွန်မြန်သောအခါတောကြီးနိုင်မြောက်ဖြစ်ရပြန်သည်မြောက်ဘဝမှလွန်သောနွားဖြစ်ရပြန်သည်နွားဘဝမှသေးလွန်သောဝစီတိုင်းရွာသူကြီးဖြစ်ရသည့်အခါတွင်လည်းမိမလည်းမဟုတ်ယောက်ျားလည်းမဟုတ်နတ်ပုံးပန်တို့ဖြစ်လာသည်ထိုဘဝမှလွန်သောတာဝရင်သာနှက်ပြီး၌တရားမင်း၏အလုံးအကျွေးပြုရသောနတ်သမီးဖြစ်လာသည်နတ်သမီးဖြစ်သည့်ခုနှစ်ဘဝတို့သည်ချမ်းသာမှုများနှင့်ပြည့်စုံသည် သို့သောမိမအဖြစ်6ဘဝတိုင်းဖြစ်ပြီးခုနှစ်ဘဝမြောက်အချိန်တွင်နတ်သားဖြစ်သည်နန်အဝွန်ဥယျာဉ်၌မင်းသမီး၏အလုအကျွေးနတ်သမီးများသည် ယခုတိုင်ပန်းတည်ကြလျက်ရှိပြီးဇဝနအနသားသည်မင်းသမီးခြေပေးသောပန်းတို့ကိုခံယူသည်ယခုမင်းသမီး၏အသက်သည်၁၆နှစ်ဖြစ်တော်လဲနှစ်တို့အတွက်တခဏသာဖြစ်ပြီးလူတို့အတွက်နှစ်တရာသည်နှစ်တို့အတွက်တစ်နေတာဖြစ်သည် ကောင်းမှုမကောင်းမှုသည်ပျောက်ပြတ်သည်မရှိဘဲအရိတ်သဘွယ်လိုက်တတ်သည် ထို့နောက်မင်းသမီးသည် ခမည်းတော်အားတရားရှိသည့်အတိုင်းသိရှိလိုစေ၍အကျင့်ရောက်သားသည့်ယောက်ျားအဖြစ်ကိုအဖန်တလဲလဲအလို ရှိပါကခြေဆေးပြီးသောသူသည်ရှင်ကိုကျင်းဆောင်တကယ်သူသူတပါးသားများကိုမပြင်းမာပဲဝေးစွာကျင်းဆောင်ရမည်အကျင့်မိမ့်မာသည် တဖန်တလဲလဲယောက်ျားအဖြစ်ကိုအလိုရှိပါကမိမိကိုယ်ကိုကျွန်တကယ်သူပြု၍မိမိနှင်းယောက်ျားကိုအယူအသေးပြု၍လှုပ်ကြွေးရမည် အကျဉ်သူသည်လူနဲ့တို့ဤချမ်းသာစည်းစိမ်ကိုအလိုရှိပါကမကောင်းမှုဒုစရိုက်တို့ကိုရှောင်ကျဉ်၍ကိုနှုတ်နှလုံးသုံးပါးကိုစောင့်ထင်းကကုသိုလ်ကောင်းမှုသူစရိုက်ကိုပွားရသည်ဟုမင်းသမီးသည်ခမည်းတော်အားနန်းနမ်းမှသည်ညင်သုံးရန်ပလုံးဥပမာများစွာတို့ဖြင့် ဟောကြားလေသည်ခမည်းတော်မင်းကြီးသည် မင်းသမီး၏တာယာစွာဆိုသောစကားကို အလွန်နှစ်သက်သည်သို့သောမိမိ၏မိစ္ဆာအယူအမားများကိုစွန့်လွန်နိုင်ခြင်းမရှိဖြစ်နေသည် ပြည်သူပြည်သားအပေါင်းတို့ကမူ၎င်းတို့၏ချမ်းသာစည်းဝါးအအတွက်မင်းသမီးသည်ခပြီးတော်မင်းကြီးအားမိစ္ဆာအယူမှလွတ်မြောက်အောင် တရားဟောသည်ကိုအလွန်ဝမ်းမြောက်ကြသည်မင်းသမီးသည်ခပြီးတော်မင်းကြီး၏မိစ္ဆာအယူမှကိုပျောက်ပြက်စေအောင်တရားဟောကြ၍မရတော့လေလုံးလာမလျှော်ပဲ ဥကောင်းထက်၌လက်အုပ်ချီမြောက်၍အရက်မျက်နာတို့ကို ရှ िख ိုးတောင်းပန်လေသည်လောက၌ရှိကြကုန်သောယဟန်ပုံနာနတ်မြမအပေါင်းတို့သည်ဤအရက်တို့လာတော်မူကြပြီမိမိဤသီလကျေးဇူးမိမိဤဟုတ်မှန်စွာဆိုသော တစ္ဆာစကားကြောင့်ခမည်းတော်ဤမိစ္ဆာအယူမှားကိုလွတ်စေလျက်ခတ်သိမ်းသောပြည်သူတို့ဤချမ်းသာကိုဆောင်ကုန်တည်းဟုအတိတ်တံပြုသည်ထိုအချိန်တွင် ဖျားလောင်းနာဒတာဗြမမင်းသည်အကျင့်မားသူတို့ကိုသိရှိရန်အတွက်လောကကို ကြည့်ရှုရင်းဖြစ်သည် လူစာနတ်သမီးဤအတိတ်တံပြူ၍ရှ िख ိုးချင်းအလိုကိုသိလျင်မိမိသားအင်ဂတိမင်းကြီးဤမိစ္ဆာဒိဋ္ဌိအယူကိုပယ်နိုင်မည်ဟုသိရှိလေသည် လူတို့သည်ယဟန်တို့ကိုချစ်မြတ်လို့၍အယူအသေးအလေးအမျက်ပြူနာယူတတ်သောကြောင့်ဖျားလောင်းနာဒတာဗြမမင်းသည်ယဟန်အသွင်ဖြင့် ကောင်းကင်ခရီးမှာအင်္ဂတိမင်းကြီးဆံရဆန်တကူးနန္တာကုံပြတ်တတို့ဝင်ပြီးမင်းကြီးဤရှိကောင်းကင်၌ဘုရုစာမင်းသမီးသည်နာရဒရှင်ရဲ့သေးကိုမြင်လျင်ရှ िख ိုးလျက်ရှိသည်အင်္ဂတိမင်းကြီးသည်ရှင်ရဲ့သေးဤအရှိန်အဝါကြောင့်မိမိဤမင်းနေရ၌မနေဝင်ဘဲကြောက်လန့်တကြဖြင့်နေရမှလျှော်၍အောက်၌နေလေသည်ထို့နောက်ရှင်ရဲ့သေးဤအမျိုးအမည်လာရအရက်တို့ကိုမေးသည် နာရတရှင်ရသည်ကမိမိနှက်ပြီမှခတ်သိမ်းသောအယက်မျက်နာတို့ကို လာခဲ့သောထုံးပစီလျက်လာပြီးနာရတဟု၎င်းကတ္တပဟု၎င်းအမည်ရှိကြောင်းပြောကြသည်ထိုအခါမင်းကြီးကနာရတရှင်ရသည်အားမိတို့သောတကူတော်ကြောင့် ကောင်းကင်၌သွာလာရက်တန်၌တနည်းဟုမေးသည် နာရတယတိကမိမိသည် ရှေ့တမတုံဘဝကတစ္ဆာတရားအိန္ဒြေဆုံးမခြင်းနှင့်ပေကန်းဆုံးကျခြင်းတရားလေးပါးကိုပြုခဲ့သောကောင်းမှုကြောင့်ကောင်းကင်၌သွာလာရက်တန်နိုင်ခြင်းဖြစ်ကြောင်းဖြေကြားလေသည် မင်းကြီးကနတ်အမိအဖာပစ္စုပန်လောကတမလွန်လောကတို့သည် ရှိသည် ထိုစကားမှန်ပါရဲ့လားဟုမေးပြန်သည် နာရကယတိက နာအမိအဖာပစ္စုပန်လောက တမလွန်လောကတို့ရှိကြတော့လေလူတို့သည်ကာမဂုဏ်၌တမောခြင်းတွေ့ဝေမိန်မောခြင်းတမလွန်လောကကိုမတိမမြင်နိုင်ခြင်းကြောင့်ဖြစ်ကြသည် ထိုအခါမင်းကြီးကတက်မလုံရှိသည်ဟုဆိုလျင်ယခုမြန်မောင်း၌မိမိအားအတပြား900ပေးလောတက်မလုံလောကသို့ရောက်လျင် တထောင်ပြန်ပေးမည်ဟု ဆိုပြန်သည်နာရတရသေးကမင်းကြီးအားတီလာရှိ၍သူ့ကျေးဇူးကိုတည်တတ်သော သူတော်ကောင်းဖြစ်လျင်900သောဥစ္စာကိုပေးနိုင်သည်သို့သော မိစ္ဆာအယူရှိသော မင်းကြီးသည်ငရဲ၌ရောက်နေပါကမိသို့တောင်း၍ရနိုင်ပါမည်နည်းဟု နာရဒရတေသည်အင်ဂတိမင်းကြီးကိုပရိသတ်တို့၏အလယ်၌ကဲ့ရဲ့ပြောဆိုဖြေကြားလေသည် အင်ဂတိမင်းကြီးသည်စကားဆိုစရာမရှိ၍တိတ်ဆိတ်နေသည်ဖျားလောက်နာရဒဗြမမင်းလည်းမင်းကြီးသည်မိစာအယူကို အလွန်ပင်ဆွဲနေပြီဖြစ်သည်ကို သိမြင်တော်မူ၍ငရဲဘေးဖြင့်ချိန်ချောက်ကဆက်လက်ဟောပြန်သည်လောကန်တရိတ်ငရဲတန်ဖြစ်ပြီးတော့သွားရှိခွေးနှကောင်တို့၏ကြိုက်ဖဲ့ခြင်းခံရသောငရဲ့ မြားလန်တို့ဖြင့်ကြောက်မက်ဖွဲထိုးတက်သည့်ငရဲမီးကြီးကဲ့သို့ပြိုးပြိုးပြတ်သောငရဲလက်ပံပင်တို့၌ထက်လှစွာသောတန်ဆူးတက်ထားသောငရဲဝေတရနီခေါ်သောကျင်းပိုက်ချောင်းငရဲတို့၌မင်းကြီးကြခံနေရပါကမိသူများအဥ္စာတထောင်ကို လာရောက်တောင်းယူမီမဟုတ်ကြောင်းအကျယ်ရှင်းလင်းဟောကြားလေသည်ဖျားလောင်းနာရတဗြမမင်းကငရဲခမ်းများကို အကျယ်ရှင်းလင်းဟောကြားသည့်အခါအင်ဂတိမင်းကြီးသည်လွန်စွာထိတ်လန့်ကငရဲသူမကြဘဲသူကတိသူလာရမြတ်သောတရားကိုဟောကြားရန် တောင်းပန်လေသည်ထိုအခါဖျားလောင်းနာရဒဗြမမင်းကကောင်းသောအကျင့်ရှိကြသော တတရဒိဋ္ဌဝတ္တမိတ္တမင်း အထကမင်းယမတက္ကီမင်းအုတ်သိန်ဒရမင်းတိဝရီမင်းတို့သည်ယဟန်ပုံနာတို့အားအလူဒါနာပြုကြသည် အလူအဒန်း၌မွေလျောကြသဖြင့်နှက်ပြီသူသွားကြပြီးမင်းကြီးသည်လည်းမတရားသောအမှုအကျင့်ကိုမကျင့်ဘဲတရားသောအမှုအကျင့်ကိုသာကျင့်လောငတ်မွနေသူများအဝိဒစာလိုအပ်သူများပေးကမ်းလောအိုးအိမ် နွားအိုမြင်းအိုများကိုရှေးကဲ့သို့မပြတ်စည်းစေလင်ကျေးဇူးရှိသောသူကိုအိုမင်းမဆွမ်းဖြစ်၍ရှေးကားကဲ့သို့ဝေမထမ်းနိုင်တော်လဲရှေးကားကဲ့သို့အချံအယံမျိုးရိတ်ခါမပြတ်ပေးလို့ဟုမင်းတို့၏ကျင့်ဆောင်အသည်များကိုဟောကြားဆုံးမလေသည် ထို့နောက်ဖျားလောင်းနာရတဗမမင်းသည်ဒါနကထာသီလကထာ တို့ကိုဟောပြပြီးနောက်မင်းကြီးသဘောပေါက်နှစ်သက်စေရန်အတွက်ယထာဥပမာဖြင့်ဆက်လက်ဟောကြားပြန်သည် မင်းကြီးသည်မိမိကိုယ်ကိုယထာဟုမှတ်၍စိတ်ကိုယထာထိန်ဟုမှတ်အပ်သည် သူတပားတို့အားနှင်းဆဲခြင်းမပြုဘဲမြတ်တာကိုယထာဝင်ယော ဝေဖန်ခွဲခြားခြင်းကိုယထာဝင်ခံခြေထောက်ကိုယထာဤပြီးဝမ်းကိုစီးဖြင့်တွင်းသောယထာပုံတောင်စကားကိုယထာတန်မှတ်စေသည် ထို့အပြင်မှန်ကန်စွာဆိုသောစကားကိုညှို့ညွတ်သောယထာအင်္ဂါအဖြစ်မှတ်ယူစေသည်ချောပြစ်ခုံတိုက်သောစကားကိုမဆိုဘဲသူတို့နှစ်ဦးစိတ်ဆက်သောစကားဆိုခြင်းကိုပြည့်ပြည့်သောယထာအင်္ဂါမှတ်ယူကာကိုနှစ်တန်သောစကားဆိုခြင်းကိုယထာတစအဖြစ်မှတ်ယူစေသည် တရားတရားရှိ၍အလိုဆန္ဒနည်းခြင်းကိုကောင်းစွာပြုပြင်အပ်သောတရားနှိမ်ချခြင်းလက်အုပ်ချီခြင်းကိုယထာဝတ်ဆွဲမမခတ်ထံပဲကိုင်းညူခြင်းကိုယထာလှဲသံ တိလဆောင်ထင်းချင်းကိုယထာစီကုံးတပွဲမှတ်စေသည်ဆက်လက်၍အမျက်မထွက်ချင်းညင်းစဲတက်ပြတ်မှုကင်းချင်းယထာဆောင်ချင်းတို့ကိုယထာ၌စိုက်ထားသောထီးဖြူအကြအမြင်များချင်းကိုယထာလက်တင်နှောင်မီတန်ကဲတည်ကြည်သောစိတ်ကိုယထာကင်းနေရအခါခါကိုတည်သောအဖြစ်ကိုစမ်းကြဲသောယထာတစားရဲရင်ချင်းကိုယထာတောက်သုံးချောင်းနှိမ်ချ၍အဆုံးအမခံချင်းကိုယထာဦး၌ဖွဲသောလွန်ကျူ မာနမရှိခြင်းကိုယထာတန်ခြင်းစိတ်ဤတွန့်တုံးမှုမရှိခြင်းကို အစမ်းတကျဉ်းသက်သောယထာခင်ပညာရှိကိုမိဝဲခြင်းသည်မြူကိုစေကြောခြင်း အတိတရားကိုကယထာလှန်ကန်တည်ကြည်ခြင်းနိုင်ရှင်ခြင်းကိုယထာဒိန်ဆွဲသောကြောင့်စသည်ဖြင့်မှတ်ယူတင်ကြောင်းဟောပြောလေသည် ထို့သို့မှတ်ယူပြီးသည့်နောက်လှန်ကန်တို့ကြောင့်ကောင်းသောမြင်တို့ဖြင့်ခရီးကိုဆောင်တကယ်သို့ခြင်းကျေးသောနှလုံးနှင့် စင်ကြဲသောခရီးဖြစ်သောနိဗ္ဗာန်သို့ဆောင်နိုင်မည်အလိုရမှတ်ကြီးခြင်းသည် အပယ်လေးပါးသို့သွားသောမကောင်းသည့်လမ်းကို ကိုနှုတ်နှလုံးဆောင်ထင်းခြင်းသည်ဖြောင်းသောလမ်းဖြစ်သည်ယူပါယုံတဒါယုံ ကန္နာယုံရက်သားယုံ ဖုတ်တပါယုံဒီဟူသောအာယုံ၅ပါးလမ်း၌ကိုဒီဟူသောယထာပြေးသည်ရှိသောပညာဒီဟူသောလံကံဖြင့်တိန်ဆောင်ခြင်းမရှိအောင် ထိမ့်သိမ့်ခြင်းပြုရမည်ထိုကိုဒီဟူသောယထာ၌မိမိစိတ်သည်ပင်လျင်ယထာတိန်ဖြစ်သည်ဖြင့်ကောင်းသောအခြင်းကောင်းသောတည်ကြည်ခြင်း၌အမှန်မြဲသည်ဖြစ်ပါကငရဲသူလာရန်မရှိပေဟုဟောကြားလေသည် ဤသို့အင်္ဂတိမင်းကြီးအားဟောကြားကမှားသောအယူကိုပယ်၍သီလတည်စေပြီးဤကနေ့မှစ၍မကောင်းသောအဆွေခင်မုန်းကိုပယ်၍အဆွေခင်မုန်းကောင်းတို့ကို အမဲမပြတ်စည်းကပ်လျက်မမေးမလျော့ကြင်ကြံရန် ဆုံးမလေးသည် ထို့နောက်ရုစာမင်းသမီးအားချီးမွန်ပြီးမိမိဖုရားမောင်းမမိတ်တန်အချွေအယံပြိတ္တတို့အားဆုံးမစကားဆိုကပြမပြီးတို့ပြန်လေသည် ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဇက်တော်ကြီးဆဲပွဲတဲကနာရဒဇက်တော်အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်နေ့နောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားပွဲရကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ဒါကြောင့်မို့ကျမတို့ရဲ့တင်ကတူသမီး channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။